မင်္ဂလာပါရှင်ဘာမခိတဲ့တဲ့ရင်ဌာနကနေအော်တိုဘာလ22ရက်နေ့မနက်ခင်းစိတ်ဝင်စားဖွယ်ထိတ်တန့်ရောက်တဲ့ရင်များကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တဲ့ရင်ကတော့ဟုံးမလင်းလီတဲ့စကန်ဌာနချုပ်မှရှေခါကူတော်မိရှုခံရပြီးနိုင်ရန်တွင်စစ်ခွေးမအလားအတွက်ဟုစာရေးသားခဲ့တဲ့စစ်တီလေးဦးဖမ်းဆီးစစ်ဆေးခံရပြီးဌာနချုပ်မှဘုံမှုချုပ်မြမင်းတန်ကတရင်ကိုဖုံးဖိထားတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် စကိုင်းတိုင်းဟ ோம் မလင်းမြို့အခြေဆိုင်ဟ ோம் မလင်းလီတက်စခန်းဌာနချုပ်တွင်ရှေးခါကိုရောင်ကိုမိရှုမှုတရက်ဖြစ်ပွားခဲ့ပြီးနိုင်ရန်တွင်စစ်ခွေးမအားလာအတွက်ဟုစာရေးသားခဲ့ကြောင်းလီတက်သတင်းရင်းမြစ်ကပြောဆိုပါရယ်အော်တိုဘာလ18ရက်နေ့ညနေပိုင်းဟ ோம் မလင်းလီတက်စခန်းဌာနချုပ်၏ရှေးခါကိုရောင်မိရှုမှုဖြစ်ပွားခဲ့ပြီးမိရှုသူကနိုင်ရန်တွင်စစ်ခွေးမအားလာအတွက်ဟုစာရေးသားသွားခဲ့ကြောင်းသိရပါရယ်ရှင်ဖြစ်စဉ်ကိုနေပြီးတော့အခြေဆိုင်စစ်ရုံးနဲ့ကကလီကမသိရှိစေရန်လေးတဲ့စက္ကန်ဌာနချုပ် ဗိုလ်မှူးချုပ်မြန်မြန်တန်ကအထက်သို့မတင်ပြပေတရင်ဖုံးခဲ့ကြောင်းရင်းအောင်ရေခါကိုတော်ကိုအမြန်ပြန်လည်တိဆောင်နေကြောင်းသိရပါတယ်။မီးလောင်ကျွမ်းခဲ့သည့်ဟုံးမလင်းလီတဲ့စခန်းဌာနချုပ်ဤရေခါကိုတော်မှာတက်တွင်တန်လျာများနှင့်ဝေးကွာပြီးလူနှင့်ဝေးတော်တော်တဲ့တွင်တိဆောက်ထားခြင်းဖြစ်ကြောင်းလက်တလုံးမီးရှို့သူကိုဖမ်းဆီးရရှိခြင်းမရှိသဖြင့်အနီးဆုံးခင်းတဲ့မှတာဝန်ကျစစ်သားလေးဦးကိုအုပ်ထုတ်ရေးမှူးတပ်မှူးဒုတိယဗိုလ်မှူးကြီးအောင်ကျော်စွာ DSA 42ကဦးစီးစစ်စီညှဉ်းပန်းနှိပ်စက်နေကြောင်းသိရပါတယ်။ ဟောင်းကလေးလေတက်စခန်းဌာနချုပ်ဤအုပ်ချုပ်ရေးမှုတက်မှုဒုတိယဗိုလ်မှူးကြီးအောင်ကျော်စွာ DSA 42ကဦးစီးကတန်တရားရှိသောစစ်တီများကိုရိုက်နှက်ညှဉ်းပန်းနှိပ်စက်နေကြောင်းသိရပါတယ်။ဆက်လက်ပြီးအမေရိကန်သမ္မတထရန့်ဤဂျပန်ခီးစင်အတွင်မြန်မာအရေးပုံမှုအလေးထားဆောင်ရွက်စီရန်ပြည်ပရောက်မြန်မာနိုင်ငံသားများကတိုက်တွန်းမြစ်တာရက်ခန့်လှုပ်ရှားမိဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အမေရိကန်သမ္မတထရန့်ဤဂျပန်ခီးစင်အတွင်မြန်မာအရေးပုံမှုအလေးထားဆောင်ရွက်စီရန် ြည်ပရောက်မြန်မာနိုင်ငံသားများကတိုက်တွန်းမြစ်တာရက်ခံလှုပ်ရှားမည်ဖြစ်ကြောင်းဂျပန် NUG Supporting အဖွဲ့ဝင်များကသတင်းဌာနကိုပြောပါရယ်အမေရိကန်သမ္မတထရန့်ကဂျပန်နိုင်ငံသို့အော်တိုဘာလနောက်ဆုံးအပတ်တွင်လာရောက်ရန်ရှိနေပြီးယင်းခီးစင်အတွင်းအမေရိကန်နိုင်ငံအနေဖြင့်မြန်မာရေးကိုပုံမထိရောက်စွာအလေးထားဆောင်ရွက်လာစေရန်အတွက်တိုက်တွန်းတောင်းဆိုမြစ်တာရက်ခံအကူအညီတောင်းခံခြင်းလှုပ်ရှားမှုအစီအစဉ်များပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါရယ် အမေရိကန်သမ္မတဂျပန်နိုင်ငံသို့လာရောက်စဉ်နိုင်ငံတော်၏အတိုင်ပေကပ်ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သမ္မတကြီးဦးဝင်းမြင့်နှင့်နိုင်ငံရေးအကျဉ်းသားများပြန်လည်လွတ်မြောက်ရေးအတွက်၎င်းမြန်မာနိုင်ငံ၌စစ်တပ်၏ပြည်သူအပေါ်ရက်စက်ယုံမှမှုများအကြံဖတ်မှုများရပ်တန့်သွားစေရန်အတွက်၎င်းအမေရိကန်နိုင်ငံအနေဖြင့်မြန်မာအရေးကိုပုံမှုထိရောက်စွာအလေးထားဆောင်ရွက်လာစေရန်အတွက်တိုက်တွန်းတောင်းဆိုမေတ္တာရက်ခံအကူအညီတောင်းခံကြမည်ဖြစ်သည်ဟုသိရပါသည်။အိတ်ဖွင့်ပေးစာပေးဖို့လည်းစီစဉ်နေပါသည်။ကြာဖြတ်လူကုန်မှုမူရစေဝါတင်ပို့မှုတို့နဲ့ အမေရိကန်နဲ့မဟာမိတ်နိုင်ငံတွေကိုထိခိုက်နေတဲ့အတွက်ထရန့်ရဲ့အမေရိကန်အစိုးရကဦးဆောင်ကိုက်တွေဖြည့်ရှင်းပေးဖို့နဲ့နောက်ွယ်ကအာဏာသိမ်းအကြမ်းဖက်စစ်တပ်ကိုတရုတ်ရုရှားတို့ရဲ့လက်နက်နဲ့နှီးပညာထောက်ပံ့ကူညီမှုတွေရပ်တန့်သွားအောင်ဂျောင်းဝင်ဆောင်ရွက်ပေးဖို့တောင်းဆိုထားပြီးအတိုင်းအတာတစ်ခုတည်းလှုပ်ဆောင်ပေးနိုင်မယ်လို့မျှော်လင့်ထားပါတယ်။ဒီတိုင်းဆက်သွားရင်အမေရိကန်အစိုးရနဲ့မဟာမိတ်နိုင်ငံတွေရဲ့အကျိုးစီးပွားကိုပါထိခိုက်မှာမို့ထရန့်အစိုးရဂျောင်းဝင်လှုပ်ဆောင်မယ်လို့မျှော်လင့်မိပါတယ်ဟုဂျပန်ရောက် NUG Supporting အဖွဲ့ဝင်တအူးကသတင်းဌာနကိုပြောပါတယ်။ ဂျပန်ရောက်မြန်မာနိုင်ငံသားများကအော်တိုဘာလ28ရက်နေ့ဆူမီတိုမိုဖျူဒဇန်ဒရနာမာတာဝါတွင်ညနေ3:30မိနစ်မှာညနေ4:30မိနစ်အချိန်အထိအမေရိကန်ကမြန်မာအရေးကိုပုံမထီရောက်စွာအလီထားဆောင်ရွက်လာစေရန်အတွက်တိုက်တွန်းတောင်းဆိုမြစ်တာရက်ခံအကူအညီတောင်းခံခြင်းလှုပ်ရှားကြမည်ဖြစ်ပါသည်။ထို့ကြောင့်ဂျပန်ရောက်မြန်မာနိုင်ငံသားများအနေဖြင့်အမေရိကန်သမ္မတထရက်ဂျပန်သို့ရောက်ရှိနေစဉ်ကာလအတွင်း မေတ္တာရက်ခံအကူအညီတောင်းဆိုခြင်းလှုပ်ရှားမှုများတွင်တက်ကြွစွာပူးပေါင်းပါဝင်ပေးနိုင်ကြပါရန် NUG Supporting Japan ကအသိပေးတိုက်တွန်းနှိုးဆော်ထားပါတယ်။အမေရိကန်သမ္မတ Trump ကတောင်ကိုရီးယားနိုင်ငံတွင်ကျင်းပမယ့်အာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအပွဲ APEC ထိပ်သီးအစည်းအဝေးမှတိုက်ပြီးဂျပန်နိုင်ငံသို့အော်တိုဘာလနောက်ဆုံးရက်သတ္တပတ်အတွင်းလာရောက်ရန်ရှိနေခြင်းဖြစ်ပါတယ်။ ဆလပီနမ်မောင်းနဲ့စာလင်ကြီးမျိုးနယ်ရှိကြီးရွာများကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲယနေ့ညနေပိုင်းတွင်လီရင်စစ်တပ်လီဒီများဖြင့်ဘုံကျဲတိုက်ခိုက်နေပြီးပြည်သူများထွက်ပြေးတိမ်းရှောင်နေရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မကွေးတိုင်းနမ်မောင်းမျိုးနယ်ရှိကြီးရွာများကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလီရင်ဖြစ်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်း People Different for Organization နမ်မောင်းမှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။ယနေ့အောက်တိုဘာလ20ရက်နေ့ညနေ9:30မိနစ်ခန့်တွင် နမောင်မျိုးနဲ့စံကုန်ချေးွာအနီကိုအကြံဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Jet Fighter တစ်စီးဖြင့်ဘုံတလုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းအကြံဖက်စစ်တပ်ဘုံကျဲတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုမရှိကြောင်းသိရပါတယ်စစ်ခွေးတွေဘုံကျဲသွားတာထိခိုက်ပျက်စီးမရှိပါဘူးစစ်ခွေးတွေကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းနဲ့တိုက်ခိုက်ခဲ့တာပါပြည်သူတွေတော့ထိခိုက်တာမျိုးမရှိပါဘူးဟု People Different Organization နမောင်မှာတာဝန်ရှိသူတို့ကပြောဆိုပါတယ် အလားတူစကိုင်းတိုင်းစာလင်းကြီးမြို့နယ်ရှိကျေးရွာများကိုလည်းအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်တပ်လေဒီဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းဒေသခံပြည်သူများနှင့်မုံရွာ road information MRI မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါရယနေ့အောက်တိုဘာလ20ရက်နေ့တွင်စာလင်းကြီးမြို့နယ်အလေချမ်းနှင့်အရှိချမ်းရှိကျေးရွာများကိုနာမခါမတတ်သောစစ်တပ်လေဒီနှစ်စီးကလေးချိန်ပုံကျဲတိုက်ခိုက်မှုပြုလုပ်သွားခဲ့ကြောင်းသိရပါရယ်စစ်ခွေးတွေကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲတိုက်ခိုက်ခဲ့တာပါ ပြည်သူထိခိုက်ဒဏ်ရာရတာနဲ့နေအိမ်ပျက်စီးတာကိုကျွန်တော်တို့ဆက်လက်စုံစမ်းဆဲပါစက်တက်လေဒီတစီကဖယန်နီဘတ်နဲ့ဒုတိယစက်တက်လေဒီကထန်းပူဘတ်ကိုကျဲသွားတယ်လို့ကြားတယ်အထိခိုက်အချို့ရှိတယ်လို့ပဲသိရသေးတယ်ဟုမုံရွာ road information MRI မှတာဝန်ရှိသူကပြောဆိုပါတယ်ထို့ပြင်ဆာလင်ကြီးမြို့နယ်အတွင်းအော်တိုဘားလ၁၈ရက်နေ့ နက်နက်ပိုင်းမှစတင်ပြီးညောင်ပင်ကြီးစခန်းမှထွက်လာသောအင်အား150ခန့်ပါအကြံဖက်စစ်တပ်စစ်ကြောင်းသည်စာလင်ကြီးမြို့နယ်မြောက်ဖက်ချမ်းရှိမြမဝံပေါင်အနီးခြေရွာများကိုစစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့်ခြေရွာ20ကျော်မှတောင်းနေချီသောပြည်သူများဘေးလွတ်ရာထွက်ပြေးတင်းရှောင်နေရကြောင်းသိရပါသည်။ရမန်နီကလည်းအကြံဖက်စစ်တပ်မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှတက်လာသောစစ်တပ်လေဒီ2စီးကစာလင်ကြီးမြို့နယ်အရှိချမ်းရှိခြေရွာများကိုလည်းဘုံးဆယ်လုံးချဲချတိုက်ခိုက်ခဲ့ပြီးပြည်သူများထိခိုက်မှုမရှိကြောင်းသိရပါသည်။ ဆက်လက်ပြီးမြောင်မြို့နယ်ကြောက်ရရဲစခန်းမှာစစ်သားများကလက်နက်ကြီးများဖြင့်ပစ်ခတ်မှုပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိပြီးရွာလုံးကျွတ်ထွက်ပြေးနေရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းမြောင်မြို့နယ်ကြောက်ရရဲစခန်းမှာစစ်သားများကလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့်ပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရကြောင်းဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါတယ်။ ရှနေ့အောက်တိုဘာလ20ရက်နေ့နံနက်ပိုင်းတွင်မြောင်မြို့နယ်ချောက်ရည်ရဲစခန်းအတွင်းရှိအချမ်းဖက်စစ်တပ်ကလက်နက်ကြီးလေးလုံးဖြစ်ခတ်ခဲ့ရာခင်းရွာအတွင်သို့ကြားရောက်ပေါက်ကွဲပြီးအရက်သားပြည်သူအသက်30ရွယ်အမျိုးသား2ဦးနဲ့အသက်25နှစ်အရွယ်အမျိုးသား2ဦးစုစုပေါင်း3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်။ထို့သောပြစ်ခတ်တိုက်ခိုက်ခြင်းကြောင့်လက်ရှိချိန်တွင်ခြေရွာနေပြည်သူများသည်ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရပြီးစစ်တပ်ပြစ်ခတ်သောလက်နက်ကြီးထိမှန်ကနှွားသုံးကောင်လည်းတိုက်ဆုံခဲ့ကြောင်းသိရပါသည်။ ကျောက်ရဲ့အထိုင်စခန်းကနေခင်းရွာကိုလက်နက်ကြီးနဲ့လေးလုံးပစ်တယ်။နှလုံးကရွာထိမှာနှလုံးကရွာထဲမှာပောက်ကွဲတယ်။ဒဏ်ရာရသူတွေကတအူးကအသက်အနည်းရဆိုရင်ရတယ်။နှွားသုံးကောင်လေးတည်ဆုံခဲ့တဲ့ဟုဒေသနေပြည်သူတအူးကသတင်းဌာနကိုပြောကြားပါရယ်။အော်တိုဘာလ16ရက်နေ့ကလေးကပခုတ်ကူမြို့အခြေစိုက်တမတရတက်မှာခြေလင်းထွက်လာသည့်အကြံဖတ်စစ်တပ်စစ်ကြောင်းတီမြောင်မြို့နယ်ကျောက်ရဲ့ခြေရွာအနောက်ဘက် ရွှေပန်းရွာနှင့်မကြီးအုပ်ချေးရွာတို့ရောက်ရှိနေပြီးဒေသခံပြည်သူများစွာအိုးအိမ်စွန့်ခွာထွက်ပြေးနေရသဖြင့်အရေးပေါ်စားဝတ်နေရင်းနဲ့စေဝါများလိုအပ်လျက်ရှိကြောင်းသိရပါတယ်။စစ်ကြောင်းက၆ရက်ရွာအနောက်ဘက်ရွှေပန်းရွာမကြီးအုပ်ရွာကြားမှာရှိနေတယ်။စစ်ရေးအခြေအနေကတော့တင်းမာနေစေလို့ပြောလို့ရမယ်။ကင်းရွာဘက်ကိုလက်နက်ကြီးနဲ့ပစ်တာကတော့အကြောင်းမဲ့ဖြစ်တာပါ။ဘာတိုက်ပွဲမှမရှိဘူးအယက်သားပြည်သူတွေအပေါ်ကိုပြစ်မှတ်ထားတိုက်ခိုက်တာပဲဖြစ်ပါတယ်ဟုဒီတာကန်ပြည်သူတို့ကဆက်လက်ပြောဆိုပါတယ် အဆိုပါအကြံဖက်စစ်တပ်စစ်ကြောင်းကိုလည်းတော်လိုင်းရေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ပြီးစစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုရှိတော့လေအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။ဆက်လက်ပြီးရေမြို့နယ်ဝါရဟိုင်းရွာတွင်တက်ဆွဲထားသောစစ်တပ်ကိုရေဘလူအဖွဲ့ကပိတ်ဆို့ထားမှုကြောင့်စစ်သားများစုခွာသွားပြီးစစ်တပ်ကထောင်ထားသောမိုင်းများနှင့်ဖျက်ဆီးခဲ့မှုများကိုဝင်ရောက်ရှင်းလင်းနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မွန်ပြည်နယ်ရေမြို့နယ်ဝါရဟိုင်းရွာတွင်တက်ဆွဲထားသောစစ်တပ်ကိုရေဘလူအဖွဲ့ကပိတ်ဆို့ထားမှုကြောင့် စစ်သားများဆုတ်ခွာသွားပြီးအကြမ်းဖက်စစ်တပ်ကထောင်ထားခဲ့သောမိုင်းများနှင့်ဖျက်ဆီးခဲ့မှုများကိုဝင်ရောက်ရှင်းလင်းခဲ့ကြောင်းရေးဘလူးတပ်ဖွဲ့၏တည်ရင်မှုကသတင်းဌာနကိုပြောကြားပါတယ်။အော်တိုဘားလ20ရက်နေ့တွင်ရေးဘလူးတပ်ဖွဲ့မှရဲဘော်များကဝါယဟိုင်းကျေးရွာအတွင်ရှိအကြမ်းဖက်စစ်သားများထောင်ထားခဲ့တဲ့မိုင်းများကိုရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းအကြမ်းဖက်စစ်သားများသည်ဝါယဟိုင်းကျေးရွာသို့စစ်ကြောင်းထိုးဝင်ရောက်ကပြည်သူ30ကျော်ကိုဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ အဆိုပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုရေးဘလူအဖွဲ့ကလိုက်လံပိတ်ဆို့ထားမှုကြောင့်စစ်ကြောင်းတစ်ခုလုံးရှေ့ဆက်မတိုးနိုင်ပေ။ဝါရဟိုင်းကျေးရွာအတွင်မှပြန်လည်ဆုတ်ခွာသွားသောကြောင်းရေးဘလူအဖွဲ့ကဝင်ရောက်ရှင်းလင်းမှုများလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်ကဝါရဟိုင်းကျေးရွာထဲကိုစစ်ကြောင်းထိုးပြီးရွာသား30ကျော်ဖမ်းသွားတယ်။ကျွန်တော်တို့စစ်ကြောင်းလိုက်ပိတ်တော့ပြန်ပြေးဆင်းသွားတယ်။ကျေးရွာတဲ့သူတို့တွေထောင်ထားတဲ့မိုင်းတွေလိုက်လံဖျက်ဆီးခဲ့တဲ့နေရာတွေဖွံ့ဖြိုးတိုးတက်ဖို့ပြန်လည်ထူထောင်ဖို့ကျွန်တော်တို့ဒီကျေးရွာတွေထဲကို ဒီနေ့ဝင်ရောက်ရှင်းလင်းခဲ့တဲ့ဟူရေဘလူတပ်ဖွဲ့၏တည်ရင်မှုက ပြောဆိုပါရယ်အကြံဖတ်စစ်တပ်ဖြတ်စည်းခဲ့မှုကြောင့်ဝါယဟိုင်းကျေးရွာစာတင်ကြောင်ဖြတ်စည်းခဲ့ပြီးကျေးရွာအတွင်ရန်တမ်းပစ်ခတ်မှုကြောင်ဖြတ်စည်းသည့်နေရာများရှိနေကြောင်းအကြံဖတ်စစ်သားများ၏ဖမ်းဆီးခံခဲ့ရသည့်ပြည်သူများမှလည်းပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ကြောင်းရေဘလူတပ်ဖွဲ့ထံမှသိရပါရယ်